ULAA ရဲ့အာရခအမျိုးသားပညာရေးဌာနမှဘူတီတောင်နဲ့မောင်တော်ဒေတာကမော်စနေကျောင်းဆရာ190ကျော်တာဝန်ထမ်းဆောင်နေတယ်လို့ DMG ကစုံစမ်းသိရပါတယ်။ပညာရေးဌာနမှရှိတဲ့အောက်ချုပ်ရင်းနဲ့စီမံခန့်ခွဲရေး၊တင်ကြားရေး၊တင်ဒန်းနဲ့အရွယ်သွေးမြင့်တင်ရေးစားတဲ့ကဏ္ဍတွေမှာမော်စနေနဲ့ပါဝင်ခွင့်ရရှိနေတာပါ။ အရခပညာရေးဌာနဟာပြီးခဲ့တဲ့ဇန်လကဘူတိထောင်နဲ့မောင်တော်မြို့နယ်မှာရှိတဲ့မော်စနီအမျိုးသား190ခန့်ကိုမူလွန်ပြကျောင်းဆရာတင်တန်း3လပေးခဲ့ပြီးလက်ရှိအခြေခံစာတင်ကျောင်းတွေမှာတင် जा ရေးပန်းအတွက်ခက်အပ်ထားတယ်လို့သိရပါတယ်။အလားတူအထက်တန်းတွင်အတွက်လည်းမော်စနီကျောင်းဆရာဆရာမတွေကိုခန့်အပ်လျက်ရှိပြီးတော့အရခပညာရေးဌာနကနောက်ထပ်ဆရာဆရာမတွေကိုဖိုက်ခေါ်နေတယ်လို့သိရပါတယ်။ အရင်စစ်အာဏာရှင်တွေလက်တက်တုန်းကရခိုင်ဒေသကမွတ်စလင်တွေဟာအရှိခံပညာကိုတင် जा ခွင့်ရခဲ့ကြပေမဲ့ခွေရှားဆက်ဆံမှုဖိနှိပ်မှုစတဲ့အခွင့်အရေးရှိုးပေါက်ခံရမှုတွေကြောင့်အစင်မြင့်တက်ကတော်ပညာရေးအထိတင်ယူခဲ့ရသူ နေပါတယ်တော့သိရပါတယ်အဲ့ဒီအကျိုးဆက်ကြောင့်ပညာရေးအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းတွေနေပါခဲ့ပြီးတော့အခု UNAAA ရဲ့အုပ်ချုပ်ရေးရန်ရာတွေမှာထိပ်ပန်းရာဒူးတွေအထိရရှိလာကြတာလည်းဖြစ်ပါတယ် ရခိုင်မှာစစ်ကောင်စီနဲ့အာရခတပ်တော်တို့ဟာ2023ခုနှစ်နိုဝင်ဘာလမှာတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးတော့စာတင်ကျောင်းတွေဟာအဲ့ဒီရှင်တွေကပိတ်ခဲ့ရပါတယ်။လက်ရှိမှာတော့စာတင်ကျောင်းတွေမှာမဟုတ်ပဲနေအိမ်နဲ့လုံခြုံမဲ့နေရာတွေမှာအရေးပေါ်အခြေအနေအဖြစ်အောက်စုလိုက်အတန်းလိုက်ခွဲပြီးတော့ UAL ရဲ့ပညာရေးဌာနကတင်ကြားပေးနေတာပါ။ ဒါအပြင် UNAAA ထိန်းချုပ်ထားရာရခိုင်ပြည်အတွင်းကအရှင်ခံចောင်းသားတွေနဲ့အစင်းမြင့်တက္ကသိုလ်ចောင်းသားတွေအတွက်ခက်မြီပညာရေးစနစ်တစ်ခုဖြစ်စေရင်းနဲ့အစင်းမြင့်တင်ယွန်းညှမ်းနှမ်းတွေကိုအာရခပညာရေးဌာနကကြိုးစားနေတယ်လို့ဥက္ကဋ္ဌကပြောဆိုထားပါတယ်။